မငဲတဲ့အဟောင်းလွယ်ကူရိုးရှင်းပြီးတော့သမင်းစာအယမ်းမိန်တဲ့သမင်းဝိုင်းလေးပါရှင်ဒီနေ့ကနှင်းရဲ့အကြိုက်တွေပဲเนาะမြန်မာလူမျိုးတွေရဲ့သမင်းဝိုင်းထဲမှာမပါမဖြစ်ဖြစ်တဲ့ငပိထောင်လေးပါနှင်းစားတဲ့ငပိထောင်ကဆိုရင်သမီလေးတရက်တီးစိမ့်ငပိထောင်လေးပါရှင်ချင်းချင်းဆက်ဆက်တကြလုံးဝမပါဘူးအယမ်းစားကောင်းတဲ့အကျောတက်လွယ်တဲ့သူတွေလဲစားရတာအဆင်ပြေတဲ့နှင်းကဆိုအကျောတက်လွယ်တဲ့သူဖြစ်တာမလို့ တီငပိထောင်နဲ့ရှက်ကောင်းတယ်တမီးလေးငပိထောင်လေးကဆိုရင်66ကလေးမဟုတ်ဘူးเนาะဆိုးဆိုးကလေးအရန်စားလို့ကောင်းတယ်တိုးစရာအစုံအလင်နဲ့ငပိထောင်ရှိယုံနဲ့ထမင်းအရန်စားမိန်တဲ့တမီးလေးငပိထောင်လေးပါမယ်ငပိထောင်လေးကကြည့်အောင်အရန်ငွေဆိုးဆိုးကလေးနဲ့နှင်းကိုတိုင်ချက်ထားတဲ့မော်လာဥဖြူနဲ့ငါမယမ်းပြားချင်ဆက်မိုဟင်းလေးပါရှင်နက်ကလေးမမွေးလေးနဲ့ထမင်းစားမိန်စေတဲ့ဟင်းတစ်ခွက်လေးပါရှင်အားလုံးမင်္ဂလာပါရှင်တဲလေးတို့ရေ နှင်းကင်ထားတဲ့သမီးလေးငပိချောင်းလေးကဆိုနှင်းနေ့တိုင်းစားနေတဲ့ငပိချောင်းလေးပါအရန်စားကောင်းလို့လို့ ထမင်းဝိုင်းထဲမှာမပါမဖြစ်ဖြစ်တဲ့နှင်းရအကြိုက်တမီလေးငပိထားနှင်းကိုယ်တိုင်ချက်ထားတဲ့မုံဟင်းလေးငားမုံလာဖြူမယမ်းပြဟင်းအယမ်းစားမိုင်နေရှင်တမီလေးငပိထောင်းလေးကဆိုရင်နက်နက်ဆက်တယ်နော်အဆက်စားမနိုင်တဲ့သူတွေဆိုရင်ထမင်းနဲ့ရောပြီးတော့အစားပါတော့အဆင်ပြေတယ်ရှင်တုံးစရာလေးကဆိုရင်လက်ဆက်နေရောနော်ခုနကပဲညစေးတန်းကနေဝယ်လာခဲ့တဲ့အတိအနှံလက်လက်ဆက်ဆက်နဲ့တမီလေးငပိထောင်းနဲ့ရှယ်လိုက်တယ်ရှင်နှင်းကလေလက်နဲ့စားပြချင်တယ်ဒါပေမဲ့ vlog ရတယ်ဆိုတော့ကြည် ရရောက်ဆိုမှဆိုလို့ဆိုနေပဲစားပါတယ်ရှင်ငပိထောင်းနဲ့ထမင်းစားတဲ့ခါကျရင်ဖြစ်နိုင်ရလက်ကလေးနဲ့ပဲနဲ့ပြီးတော့တစ်တစ်ချချာလေးစားပြချင်တယ်မုံဟင်းမယမ်းပြန်ဟင်းငါဟင်းကလည်းကောင်းငပိထောင်းကလည်းကောင်းတိုးစရာလေးကလက်ဆက်ပြီးတော့အရန်စားလို့ကောင်းစီးကြိုရှိတယ်အကြောတက်တဲ့သူတွေငပိထောင်းစားချင်တယ်ဒါပေမဲ့မစားရဲတဲ့သူတွေဆိုရင် အခုလက်ရှိနှင်းစားနေတဲ့သမီးလေးငပိထောင်ကိုစားကြည့်ပါစားလို့ရတဲ့နှင်းကိုယ်တိုင်ကအကျော်တက်လွယ်သမားပဲနော်စားရတဲ့ရန်စင်ပြေတယ်ရှင်သမီးလေးငပိထောင်လေးစားချင်နေဆိုရင်နှင်းစီမှာမှာယူအားပေးလို့ရပါတယ်ရှင်တဘူးကိုမလေးငွေ25 ringgit ထဲပါနော် တမီးလေးငပီထောင်ရှိယုံနဲ့နော်။ထမင်းလက်အရန်စားမိန်ပြီးတော့တရက်တီတုတ်တဲ့အခါတင်မောဒီတုတ်တဲ့အခါမုံလာဥဖြူတုတ်တဲ့အခါတမီးလေးငပီထောင်နဲ့တောက်စားကြည့်ပါအရန်စားကောင်းတဲ့နှင်းဆိုရအမြဲတမ်းတောက်စားဖြစ်တယ်။တရက်တီငပီချင်ဆက်တုတ်တဲ့အခါကျရင်တမီးလေးငပီထောင်ကိုထက်ပြီးတော့တောက်စားတဲ့အရန်စားကောင်းနဲ့ရှင်။တပူးလောက်ဝယ်ဆန်းစားကြည့်နော်။အာမခန့်အရန်စားကောင်းနှင်းဆိုအရန်ကြိုက်တယ်။